နောက်ဆက်သူပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Key Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Channel လေးကနေဒီကနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့သူပါနာကဆက်တော်မွေနဲ့လက်ထက်ခဲရသူဆိုတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါရစေ။ပွဲရတခုကျင်းပပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တယ်လဲအပြင်းများကျူးလွန်မိခဲ့တဲ့ဖြင့်ရမမင်းကြီးကထိုသူအားငကားအဖြစ်ပြန်လည်မွေဖွားစေခဲ့ပြီးတော့ကံကြမ္မာကိုပြန်လည်ဖြည့်ဆည်းဖို့အတွက်အမိန်ပေးခဲ့တယ်။ လူသားတအူးဟာငကားနဲ့လက်ထပ်ပြီးအတူရှင်တွဲနေထိုင်ရမယ်ဆိုရင်တော့ဖြစ်နိုင်ပါမလားသူတို့ဟာဒီစမ်းသက်မှုကိုကြော်လွှားနိုင်ကြမှာလားမွေးကငကားထင်ပြီးလက်ထပ်မိခဲ့တဲ့သူရဲ့အဆုံးသက်ကောဘလို့ဖြစ်သွားမှာလဲအခုပြောပြမယ့်ဇလန်းထဲမှာဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေရှုပ်ထွေးမှုတွေပါဝင်နေမလဲဆိုတာကိုသိရဖို့ကျမနဲ့အတူဗုဒ္ဓဘာသာဇတ်တော်တစ်ခုဖြစ်တဲ့သူပါနာကဇတ်တော်အကြောင်းကိုခန်းစားနာစဉ်ကြည့်ကြရအောင်ပါရှင်ဒီဇလန်းလေးကတော့ငကားနဲ့လက်ထပ်ခဲ့သူတို့ရဲ့ဇလန်းလေးပဲဖြစ်ပါတယ် ဇလလီမစတင်ခင်မှာဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်သွားပြီးတော့ support ပေးထားကြဖို့ကိုလည်းမြတ်တာရက်ခံကြပါရစေ။ကဲအားလုံးအဆင်သင့်ဖြစ်သွားပြီဆိုရင်တော့ဇလလီကိုစတင်လိုက်ချင်ပါတယ်ရှင်။ဟိုးရှိရှိတုန်းကပြည်တန်းတန်းလို့ခေါ်တဲ့ရွာကလေးတွေရောမှာချမ်းသာကြွေးဝတဲ့မိသားစုနှစ်စုဟာအိမ်နီးနားကျင်တဲ့အဖြစ်နဲ့နှစ်ပေါင်းများစွာတိုက်အောင်ရင်းနှီးချစ်ခင်စွာနဲ့တင့်တင့်မြတ်မြတ်နေထိုင်ခဲ့ကြတယ်။ပထမမိသားစုကတတိကြီးဟာရွှေရည်ငွေတွေကိုပြုလုပ်ဖန်တီးတဲ့ဆရာကြီးဖြစ်ပြီး ဒုတိယမိသားစုကတထိဟဖန်တဲ့ပစ္စည်းများနဲ့ယရနာပစ္စည်းတွေကိုဖန်တီးပြုလုပ်တဲ့ဆရာဖြစ်တယ်။အိန်းဒီချင်းတထိနှုတ်ဦးလောက်ကိုင်းကြတဲ့အလုပ်တွေဟာတဦးနဲ့တဦးအပြန်အလှန်အကျိုးပြုနေရကြောင်းပဲနှစ်ဦးစလုံးရဲ့ချမ်းသာကြွေးဝမှုတွေဟာပုံမူတိုတက်လာခင်ကြပါရယ်။ငွေထေးဆရာတထိမှာအုတ်တတောင်လို့အမည်ရတဲ့တာတယောက်ရှိပြီးဖန်တဲ့ဆရာတထိမှာတော့ယတနာလို့အမည်ရတဲ့တမီတယောက်ရှိတယ်။အုတ်တတနဲ့ယရနာတို့နှစ်ယောက်ဟာ ငယ်စဉ်ကလေးကကစားဖို့ကစားဖက်ငယ်ငယ်ချင်းတွေဖြစ်ခဲ့ကြတာကြောင့်အင်မတန်မှရှင်နေပြီးတော့တန်ယုံစင်လေးရှိကြပါတယ်။အုတ်တတနဲ့ယရနာအွေရောက်လာတဲ့အခါနှစ်ဖက်မိဘတွေကလက်ထပ်ထိမ်းမြှောက်ပေးလိုက်ကြလို့သူတို့နှစ်ယောက်လည်းအိမ်ထောင်ကျသွားခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်မိဘတွေဟာအသက်အရွယ်ကြီးရင်လာပြီးတော့ကွယ်လွန်သွားကြတဲ့အခါမှာတော့နှစ်ဖက်မိဘတွေရဲ့ပိုင်ဆိုင်မှုအားလုံးကိုအမွေဆက်ခံပြီးတော့ပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ကြပါတယ်။အုတ်တတနဲ့ယရနာလင်မယားဟာ အလူအတန်းရရောကြပြီးတော့ကောင်းမှုကုသိုလ်ပြုလုပ်ဖို့အတွက်ဘယ်တော့အခါမှမမိလျော့ခဲကြပါဘူးသူတို့လင်မယားနှစ်ယောက်ဟာမကြာခဏအလူပွဲတွေပြုလုပ်ခဲကြပြီးတော့ရဟန်းတန်ဃာတော်တွေကိုစွန့်ကက်လှူဒန်းမှုတွေလည်းပြုလုပ်ခဲကြပါတယ်တနည်းမှာသူတို့လင်မယားကျင်းပတဲ့ကထိန်ပွဲတော်ကိုဧည့်သည်အများပြတက်ရောက်လာခဲကြတာကြောင့်ဧည့်သည်တွေကိုကျင်းဝေးအခမ်းဖို့အတွက်အုတ်တတောင်းတဲ့ယန္နာတော်အိမ်ကအလုသမားတွေဟာအစာအသောက်ပြင်ဆင်မှုအတွက်နှွားများစွာကိုတက်ဖြတ်ခဲကြပါတယ်ကထိန်ပွဲတော်မှာ ကျွေးမွေးအိတ်ခံပိုးအတွက်တက်ပြက်ခံခဲ့ရတဲ့နှွားတွေရဲ့ဝိညာဉ်တွေဟာနောက်ဘဝကိုကူးသွားကြပေမယ့်နှွားတကောင်ရဲ့ဝိညာဉ်ကတော့ထူးခြားစွာနဲ့ပဲပရလောကကိုရောက်ရှိသွားပြီးတော့လမ်းနှစ်သွေးဆုံရမှာရပ်တန့်နေခဲ့ပါတယ်။အဲ့ဒီနှွားရဲ့ဝိညာဉ်ဟာအလူပွဲအတွက်တက်ပြက်ခံခဲ့ရပေမယ့်ဘာကုတုံမမရခဲ့တာကိုစိတ်နှလုံးမသားမရဖြစ်ပြီးတော့မကြေမနက်ဖြစ်နေခဲ့တဲ့အတွက်ကြောင့်အဲ့ဒီနှွားရဲ့ဝိညာဉ်ဟာလမ်းဆုံလမ်းခွာမှာရပ်ပြီးတော့ ကထိန်ပွဲရဲ့လူရှင်ဖြစ်တဲ့ဥဒတ္တနဲ့တွေ့ဆုံရန်အတွက်စောင့်ဆိုင်နေခြင်းဖြစ်ပါတယ်။ဒီအကြောင်းကိုမသိတဲ့ဥဒတ္တဟာကထိန်ပွဲကြီးပြီးသွားတဲ့နောက်မှာလေကောင်းမှုကုသိုလ်အလူတန်းတွေပြုလုပ်ကောင်းယရနာနဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့သူတို့ရဲ့တက်တန်းကုံဆုံးသွားလို့ကွယ်လွန်သွားခဲ့ကြပြီးသူတို့ရဲ့ဝိညာဉ်တွေဟာပရဟံလောကကိုရောက်ရှိသွားခဲ့ကြပါတယ်။ လက်နှစ်သွေးဆောင်ရမှာစောင့်ဆိုင်နေခဲ့တဲ့နှွားရဲ့ဝိညာဉ်ဟာအုတ်တတရဲ့ဝိညာဉ်ကိုမြင်တာနဲ့ချက်ချင်းတားဆီးကစူပူချိန်မှန်ခဲ့ပါတယ်။အုတ်တတဟာကောင်းမှုကုသိုလ်ပြုတဲ့ပွဲမှာ သူတစ်ပါးအသက်သက်ဖြတ်ခြင်းကိုတားဆီးဖို့မကြိုးစားခဲ့လို့သူသေးဆုံးခဲ့ရပြီးသူ့ရဲ့ဝိညာဉ်ဟာလည်းဒီနေရာမှာနှစ်ပေါင်းများစွာပိတ်မိနေခဲ့ရတယ်လို့ဆွဆွဲပြောဆိုခဲ့တာဖြစ်ပါတယ်။အုတ်တတက သူဟာအလူပွဲအတွက်တက်ဖြတ်ခံခဲ့ရတဲ့ဒရိစံတွေအတွက်သူပြုလုပ်ခဲ့တဲ့ကုသိုလ်တွေဝေမျှပေးခဲ့တယ်လို့မြစ်တာလည်းပို့ပေးခဲ့တယ်လို့ရှင်းပြဖို့အတွက်စ조사ပေးမယ်။နွားရည်ဝိညာဉ်ကဥဒ္ဒရပြောတာကိုမယုံကြည်ခဲ့ပဲနှစ်ဦးသားအငင်းခုန်ဖြစ်ပြီးတော့သဘောတူညီမှုမရရှိခဲ့တာကြောင့်ရမမင်းကြီးရဲ့တရားစီရင်ဆုံးဖြတ်ချက်ကိုခံယူကြမယ်လို့ဆုံးဖြတ်လိုက်ကြပြီးတော့ထောင်ပေါင်းများစွာသောအခန်းတွေကိုကြော့ဖြတ်ကရမမင်းကြီးစီကိုသွားခဲ့ကြပါတယ်။ရမမင်းကြီးက နှစ်ဦးနှစ်ဖက်စလုံးကပြောတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးရဲ့နောက်မှာတော့အုတ်တတာကိုသူပြုလုပ်ခဲ့တဲ့အလူအတန်းကုသိုလ်ကောင်းမှုတွေကိုတတော်အားလုံးအပေါ်အမျှဝေပေးခဲ့ရဆိုတာမှန်ကန်ကြောင်းသတိပြဖို့ဂရီတစ္ဆာဆိုပြဖို့အကြံပေးခဲ့ပါတယ်။ဒါကြောင့်အုတ်တတာကသူ့ရဲ့အလူပွဲမှာတက်ဖြတ်ခံခဲ့ရတဲ့အဲ့ဒီနွားရဲ့ဝိညာဉ်အတွက်သူ့ရဲ့ကုသိုလ်တွေကိုမျှဝေပေးခဲ့တာမှန်ကန်ရင် အမွေးအကြိုင်နှသားများနဲ့ပြည့်နှက်နေတဲ့ပန်းကုံတကုံဟာတိနွားဝိညာဉ်ရဲ့ဥချုံနှစ်ဖက်မှာလာရောက်ချိတ်ဆွေးနေပါစေလို့ဂတိတစ္ဆာပြုဆုတောင်းလိုက်ပါတယ်။ဩတတဆုတောင်းပြီးရနဲ့အမွေးနှသားများနဲ့ပြည့်နှက်နေတဲ့ပန်းကုံတကုံဟာနွားဝိညာဉ်ရဲ့ဥချုံနှစ်ဖက်ပေါ်ကိုပြန့်လွင့်ကြလာခဲ့ပြီးတော့တင်းပြတ်တဲ့ရင်နဲ့နေနဲ့မှွေပြန်လာခဲ့ပါတယ်။ဒီအဖြစ်ပြက်ကိုမြင်တဲ့အခါမှာရမမင်းကြီးကနှစ်ဦးနှစ်ဖက်စလုံးကိုအပြစ်မထားကြဘဲကြေးအေးပေးလိုက်ကြဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်ယမမင်းကြီးကနွားဝီညင်ကိုကောင်းကင်ဘုံမှပြန်လဲမွေးဖွားစေခဲ့ပြီးတော့ပျော်ရွှင်စွာနေထိုင်စေခဲ့ပေမယ့်အုတ်တတဟာတက်ဖြတ်မှုတွေကိုမတားဆီးခဲ့တဲ့အတွက် သူ့ရဲ့အလှလုပ်ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတွေမှာညဉ့်ဉန်းမှုတွေပါဝင်နေခဲ့တယ်လို့ယမမင်းကြီးကယူဆတဲ့အတွက်ကြောင့်အုတ်တတအားပြန်ကြမကိုပြန်လဲဖြည့်ဆည်းရန်အတွက်ငကားအဖြစ်ပြန်လဲမွေးဖွားစေခဲ့ပါတယ်ဒါကြောင့်ဥတ္တတဟာသူပါနာကောင်းလို့အမည်ရတဲ့ငကအဖြစ်ငကားဖြူမှာမွေးဖွားလာခဲ့ပါတော့တယ် သူပနာကနဂါဟာနဂါမင်းချမ်းပူစိတ်ရဲ့သားတော်ဖြစ်ပြီးသူဟာရုပ်ရည်ယူပက အင်မတန်ချုံမော့လှပါသလိုခွန်အားပလနဲ့လည်းပြည့်စုံတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူပနာကနဂါဟာနဂါပြည်မှာမပြောဘဲနဲ့သူရဲ့စိတ်ဉာဏ်ဟာလူပြည်ကိုသွားပြီးကောင်းမှုကုသိုလ်တွေပြုလုပ်လို့တဲ့စိတ်ဆန္ဒတွေနဲ့ပဲပြည့်နှံ့နေခဲ့ပါတယ်။သူပနာကနဂါအရွယ်ရောက်လာတဲ့အခါမှာတော့အိမ်ထောင်ပဲရှာဖွေခဲ့ပေမယ့်နဂါပြည်ကပဲအမျိုးသမီးကမှသူ့စိတ်ဉာဏ်ကိုဖန်ဆာနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်သူပါနာကနဂါဟာလူပြည်ကိုသွားပြီးအိမ်ထောင်ပဲရှာပွဲခွင့်ပြုဖို့သူဖခင်ချမ်ပူစိတ်နဂါမင်းချန်ကိုခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။နဂါမင်းချမ်ပူစိတ်ဟာတာဖြစ်သူရဲ့ဆန္ဒကိုမတားဆီးမပေးပင်မယ်။အသာတကြီးပဲခွင့်ပြုပေးခဲ့တာကြောင့်သူပါနာကနဂါဟာနဂါပြည်ကနေလူပြည်ကိုဖြီးထွက်လာခဲ့လိုက်ပါတော့တယ်။သူဟာရုပ်ရည်ချုံမောတဲ့လူသားယောက်ျားအဖြစ်ပြောင်းလဲကောင်းမြေကမ်းတလျှောက်တည်းနဲ့ရှောင်းလန်းလာခဲ့ပါတယ်။သူပါနာကက သူဟာလူသားအဖြစ်ပြောင်းလဲထားပေမဲ့လူအများစုကသူ့ကိုမြွေကြီးတကောင်လို့မြင်နေမှာစိုးရိမ်စိတ်ဝင်နေခဲ့ပါတယ်။သူပါနာကဟာလမ်းလျှောက်လာရင်းနဲ့အမ်ပီလီကျွန်အပင်ကြီးတပင်အောင်မှာခေတ္တကနာထိုင်ပြီးအနာယူခဲ့ပါတယ်။အဲ့ဒီတပင်ကြီးဟာပြည်တန်နာကမြို့မှာရှိတဲ့တထေးကြီးတဦးရဲ့အိမ်ရန်ခြံဝင်းအတွင်မှာရှိနေတယ်လို့သူပါနာကရဲ့အရင်လူဘဝကစနေတဲ့ဖြစ်သူယရနာဟာလေအဲ့ဒီတထေးကြီးရဲ့တမီးအဖြစ်ပြန်လဲမွေးဖွားလာခဲ့ပါတယ်။သူမဟာပုံနှံလို့အမည်ရတဲ့ ညီမအငယ်ဖြစ်ပြီးသူမအထက်မှာဘာသာနဲ့မျက်စိမှလို့အမြင်ရတဲ့အမနှစ်ယောက်ရှိပါတယ်။တထေကြီးနဲ့တထေမစနီးမောင်နဲ့ဟာသူတို့ရဲ့သမီး၃ယောက်ကိုဂယုတဆိုင်နဲ့ပြုစုပြောထောင်ပေးခဲ့ကြတယ်။ညီမ၃ယောက်ဟာလည်းအနှင်းငယ်ကြွေးပြတဲ့ဇယိုက်လက္ခဏာတွေရှိကြပေမဲ့၃ယောက်စလုံးဟာအလွန်ချုံမောလှပပြီးပြည့်စုံတဲ့သူများဖြစ်ကြပါတယ်။သူပါနာက MP လီကျွန်အပင်အောင်မှထိုင်နေတဲ့အချိန်မှာပဲတထေမဟာ MP လီကျွန်သီးကိုစားတင်တဲ့ဆန္ဒပြလာခဲ့တာကြောင့်သူမဟာ ။တမီ၃ယောက်ကိုမြကန်းသားမှရှိတဲ့ MPL တွန်သီးသွားကောက်ကြဖို့ဖိတ်ခေါ်ခဲ့ပေမယ်။အကြီးမားတွေဖြစ်ကြတဲ့ဘာဒါနဲ့မြစီမားဟာနေရောင်တွေလေရီနဲ့ထိပြီးသူတို့အသားရေပျက်စီးကုန်မှဆိုးတယ်လို့အကြောင်းပြကောင်းပြီးခင်နဲ့အတူမလိုက်ဖို့ညင်းဆိုကြပြီးအိမ်မှာပဲနေခဲ့ကြပါရဲ့။ပုံနာတယောက်တည်းသာသူမီခင်နဲ့အတူ MPL တွန်သီးကောက်ဖို့အတွက်လိုက်ပါသွားခဲ့ပါရဲ့။ပုံနာနဲ့သူမီခင် ပုံနာနဲ့သူမီခင် MPL ကျွန်ပင်အောင်ရောက်တဲ့အခါမှာအယံချုံမော်ပြီ ယောက်ျားပီသားတဲ့သူပါနာကကိုလူသားတယောက်အနေနဲ့မြင်တွေ့သွားကြပါရယ်မိခင်တထေးမကြီးဟာသူပါနာကကိုမြင်ပြီးအယံသဘောကျသွားကတမက်တော်ကျင်တဲ့စိတ်ဖြစ်လာတာကြောင့်သူပါနာကကိုဖော်ရွှေစွာနှုတ်ခွန်းဆက်ပြီးစကားစမြည်ပြောဆိုခဲ့ပါရယ်တထေးမကြီးနဲ့သူပါနာကတော့စကားပြောနေကြတဲ့အချိန်မှာသူပါနာကဟာပုံနာနဲ့မျက်လုံးချင်းစုံမိသွားပြီးတော့ချက်ချင်းချက်ခင်မျက်နှိုးတဲ့စိတ်ဖြစ်သွားခဲ့ပါရယ်တထေးမကြီးဟာသမီးဖြစ်တဲ့သူနဲ့သူပါနာကရဲ့မျက်လုံးထဲက အမှုအရာခန်းစားချက်တွေကိုတတိထားမိသွားပြီးအောင်သူပါနာကကိုအပီလီတွန်သည်ခုပေးမယ်ဆိုရင်တမီဖြစ်တဲ့သူနဲ့လက်ချက်ပေးမယ်လို့ကန့်လန့်လိုက်ပါတယ်သူပါနာကဟာတတိမကြီးရဲ့စကားကိုကြားတဲ့အခါမှာချက်ချင်းပဲအပီလီတွန်အပင်ပေါ်ကိုတက်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့တပင်ကြီးကမြင့်လွန်တဲ့အတွက်ကြောင့်သူဟာနဂါအသွင်ပြောင်းလဲလိုက်ပြီးတော့အပင်ထက်ကိုရှစ်ပတ်တွဲကအသီးတွေကိုသူ့အမိနဲ့ခူယူခဲ့ပါတယ်။တထိမကြီးနဲ့ပုံနာတို့ဟာ သူပနာကလူအဖြစ်ကနေငကားသွင်ပြောင်းပြီးတစ်ပင်ပေါ်တက်သွားတာကိုမြင်လိုက်တာနဲ့အရင်ကမှထိတ်လန့်ကြောက်ရွံ့သွားကြပြီးတော့အိမ်ကိုပြန်ပြေးလာခဲ့ကြပါတယ်။သူတို့သားမီးဟာအိမ်ကိုပြေးရင်းနဲ့အနီးအနားမှာတွေ့ရတဲ့ကျမတကောင်ကိုငကားကအမ်ဘီလီကျွန်သည်ခူတာလုံလောက်ပြီလားလို့မေးရင်မလုံလောက်သေးဘူး။ထက်ခူးပေးပါအောင်လို့ပြောဆိုဖို့နဲ့သူတို့ရဲ့အိမ်ကိုလမ်းမပြပေးဖို့အတွက်တေချာမှထားခဲ့ပါတယ်။သူပနာကဟာအမ်ဘီလီကျွန်သည်ခူရင်းနဲ့လုံလောက်ပြီလားလို့လှမ်းမိတဲ့အခါကျမက မလုံလောက်သေးဘူးထက်ခူပေးပါအောင်လို့ပြန်ပြေးတဲ့အဖြေကိုသာကြားခင်ရပါတယ်မလုံလောက်သေးဘူးဆိုတဲ့အတန်းကြောင့်ထက်ကထက်ကခူပေးခဲ့ပေမဲ့အချိန်ကြာလာတဲ့အထိဒီအဖြေကိုပဲကြားနေရတဲ့အခါမှာသူ့ပါနာကဟာတန်တယောက်စိတ်ဝင်လာပြီးတော့တစ်ပင်အောက်ကိုငုံကြည့်လိုက်တဲ့အခါသူ့ကိုအတီးခူခိုင်းခဲ့တဲ့တာမီနှစ်ယောက်မရှိတော့ဘူးဆိုတာကိုသတိပြုမိလိုက်တာကြောင့်အပင်ပေါ်ကချက်ချင်းဆင်းလာပြီးတော့သူမေးလိုက်တိုင်းမလုံလောက်သေးဘူးလို့ဖြင်းနေတာဘသူလဲလို့ရှာကြည့်လိုက်တဲ့အခါမှာ ကျမတကောင်ဖြစ်နေတာကို တွေးရှိသွားခဲ့ပါတယ်။သူပနာကဟာကျမကိုဖမ်းလိုက်ပြီးတော့သူ့ကိုအတိခုခိုင်းခဲ့တဲ့သားအမိရဲ့နေအိမ်ကိုလမ်းပြပေးဖို့အတွက်တောင်းဆိုခဲ့ပေမယ့်ကျမကလမ်းပြပေးဖို့ညှင်းဆန်နေရကြောင်းကျမနဲ့သူ့ရဲ့ကလေးတွေအကုန်လုံးကိုတက်စားပြစ်မယ်လို့ချိန်ချောက်လိုက်မှကျမလည်းကြောက်လန့်သွားပြီးတော့မတက်တာတော့ပဲတထေးကြီးရဲ့အိမ်ရှိရာကိုလမ်းပြပေးခဲ့ပါတော့တယ်။သူပနာကဟာတထေးအိမ်ကိုရောက်သွားတဲ့အခါမှာချက်ချင်းအိမ်ထဲကိုဝင်ရောက်ခြင်းမပြုသေးပဲ။ ကျဆောင်ခေါမိုးပေါ်မှာခွေနေရင်းနဲ့တတိမာကြီးအားသူကတိစကားကိုပြန်လည်စဉ်းစားရင်အချိန်ပေးခဲ့ပါရယ်ပြီးခင်နဲ့ပုံနာတို့နှစ်ယောက်အိမ်ပြန်ရောက်တဲ့အခါမှာကြုံတွေ့ခဲ့ရသမျှကိုတတိကြီးနဲ့သမီးအကြီးနှစ်ယောက်ကို ပြန်လည်ပြောပြပြီးတော့ထွက်ပေါက်ရှာကထွက်ပြေးဖို့တိုင်ပင်ကြရင်နဲ့အမတ်မတင်ကျဆောင်ခေါမိုးပေါ်မှာငွေကြီးတစ်ကောင်ခွေနေတာကိုမြင်တွေ့သွားကြပါရယ်တတိကြီးဟာဇနီးဖြစ်သူရဲ့ကတိစကားအတိုင်းတီစီရန်ဖြစ်စည်းပေးဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီးတော့သူပါနာကကိုတမတ်အဖြစ်လက်ခံက ပြဿနာကိုပြပြလေးလေးနဲ့ပြီးစီးသွားအောင်လို့စီစဉ်ပေးခဲ့ပါတယ်။တတိမကြီးဟာလည်းသူပနာကကို ပေးခဲ့တဲ့ကတိစကားကို ပြန်လည်သတိရပြီးတော့ပုံနာအောင်သူပနာကကိုအင်ကိုဖိတ်ခေါ်ခိုင်းပြီးတော့ထမင်းအတူစာရံမှကြားခဲ့ပါတယ်။ပုံနာဟာနဂါကြီးကိုအနေငယ်ကြောက်ရွံ့ထိတ်လန့်နေခဲ့ပေမယ့်မိခင်ဖြစ်သူရဲ့ကတိစကားနဲ့သူပနာကကို ပထမဆုံးအချိန်လူအဖြစ်နဲ့တွေ့ရစဉ်ကဖြစ်ပေါ်ခဲ့တဲ့အခြေစိတ်ကြောင့်ကြောက်ရွံ့မှုကိုဖယ်ရှားကား သူပါနာကကိုသူတို့အိမ်ထဲကိုဖိတ်ကြားခဲ့ပါတယ်။ပုံနာရဲ့ဖိတ်ကြားမှုကိုကြားသိရတဲ့အခါသူပါနာကလည်းအယံကိုဝန်းသားသွားပြီးတော့ရုပ်ရည်ချုံမောတဲ့လူသားအသွင်ပြန်ပြောင်းလိုက်ပြီးပုံနာနတ်ကိုလိုက်သွားကသတိကြီးရဲ့မိသားစုနဲ့တမင်အတူစားခဲ့ပါတယ်။ဒါပေမဲ့ဘာဒာနဲ့မျက်စီမာရညီမနှစ်ယောက်ဟာသူပါနာကကိုနဂါးတကောင်အဖြစ်သားမြင်နေရဆဲဖြစ်ပြီးသူ့အနာမှာထိုင်ဖို့အတွက်မုံမုံမြဲဖြစ်နေခဲ့ကြပါတယ်။ မကြခင်မှာပဲသူပါနာကနဲ့ပုံနာတို့ကိုအထေးကြီးကိုယ်တိုင်လက်ထက်ထိမ်းမြပေးလိုက်ပြီးတော့သူတို့နှစ်ယောက်နေထိုင်ဖို့အတွက်အိမ်အစ်စ်တလုံးဆောက်ပေးလိုက်ပါတယ်။သူပါနာကနဲ့ပုံနာတို့လည်းအိမ်အစ်စ်မှာပဲချစ်ခင်ပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ကြပါတယ်။နှစ်အနေငယ်ကြာလာတဲ့အခါမှာတော့သူပါနာကဟာနဂါးဖြီကိုပြန်လဲသွားရောက်ပြီးတော့ဆွေမျိုးတွေစီကိုသွားရောက်လဲပတ်လို့တဲ့စိတ်ဆန္ဒအကျဉ်းစီဖြစ်ပေါ်ခဲ့တာကြောင့်သူ့ရဲ့ဇနီးပုံနာကို ခေါ်ဆောင်ကနဂါးဖြီကိုပြန်သွားခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံကိုငကားတွေကနှွေးနှွေးထွေးထွေးနဲ့ကြိုဆိုခဲ့ကြပါတယ်။ငကားပြည်မှာခုနှစ်ရက်တိုင်တိုင်နေထိုင်စဉ်ကာလအတွင်းမှာတော့ငကားတွေဟာပုံနာရေးဖော်ရွေးပြီးလူညက်တိမ်မွေးတဲ့ဇရိုက်ကြောင့်သူမကိုအလွန်ချစ်ခင်ခဲ့ကြပါတယ်။ခုနှစ်ရက်ကြာပြီးရဲ့နောက်မှာတော့သူတို့ဇနီးမောင်နှံဟာဆွေမျိုးတွေကိုနှုတ်ဆက်ပြီးတော့ဒူးပြည်ကိုပြန်လာခဲ့ကြပါတယ်။သူတို့ဇနီးမောင်နှံဟာငကားပြည်ကကြောက်မြရင်နာတွေနဲ့လက်ဆောင်တွေကိုယူဆောင်လာကြ ရောက်ခမနဲ့မကြီးတွေကိုခွေးဝေလှူဒန်းပေးခဲ့ပါတယ်။ဘာရာနဲ့မြစီမာတို့ဟာသူပနာဂါရဲ့တွေဝချမ်းသာမှုကိုမြင်တဲ့အခါသူပနာဂါကိုရုပ်ချောသဘောကောင်းသူအဖြစ်စတင်မြင်လာခဲ့ပါတော့တယ်။မြစီမာဟာသူ့ရဲ့အိမ်ထောင်ဘက်နဲ့တွေ့ဆုံပြီးအိမ်ထောင်ကြကပျော်ရွှင်စွာနဲ့နေထိုင်နိုင်ခဲ့ပေမယ့်ဘာရာကတော့မြမဖြစ်သူ ပုံနာကိုဖယ်ရှားပြီးသူပနာဂါရဲ့ဇနီးနေရာကိုယူဖို့အတွက်ကြံစည်ကြိုးစားခဲ့ပါတယ်။ဘာရာက ပုံနာကို နောက်တစ်ခါငကားပြည်ကိုတွားရောက်လေပတ်တဲ့အခါမှာသူ့ကိုပါခေါ်ဆောင်သွားဖို့အတွက်တောင်းဆိုခဲ့ပါတယ်။တဘောကောင်းပြီးဖြူစင်တဲ့ပုံနာဟာဘာမှထွေထွေတူတူစဉ်းစားခြင်းပြုမနေပဲအမဖြစ်သူပါရာရဲ့တောင်းဆိုမှုကိုချက်ချင်းလက်ခံသဘောတူလိုက်ပါတယ်။သူ့ပနာကနဲ့ပုံနာလိုဇနီးမောင်နဲ့ဟာသူ့ပြည်မှာကုသိုလ်ကောင်းမှုတွေဆက်လက်ပြုလုပ်နေခဲ့ကြရင်နဲ့တနေ့မှာတော့သူ့ပနာကဟာလူသားတယောက်အဖြစ်အပြေအဝပြောင်းလဲလိုတဲ့စိတ်ဆန္ဒအကျဉ်းအစီဖြစ်ပေါ်လာခဲ့ပြီးတော့ ဖခင်ငကားမင်းကြီးချန်ဖူးစိတ်စီကနီလန်းရှောက်ွေးအကြံဉာဏ်တောင်းခံကြည့်ဖို့အတွက်ဆုံးဖြတ်ကငကားပြည်ကိုထမှန်သွားရောက်ဖို့အတွက်စီစဉ်မာတော့တယ်။ဒီကိစ္စကိုဘာသာကြားသိတဲ့အခါညီမဖြစ်သူကိုကတိတီးဖို့ချက်ချင်းတောင်းဆိုခဲ့ပါတယ်။ငကားပြည်ကိုခီးထွက်ဖို့ပြင်ဆင်ကြတဲ့အချိန်မှာဘာသာဟာညီမဖြစ်သူပုံနာကိုစံကြီးတွေထဲကစံဦးစီခေါ်ဆောင်သွားပြီးတော့စံခတ်ပေးဖို့အတွက်ခိုင်းလိုက်ပါတယ်။ပုံနာစံဦးထဲကစံတွေကိုခန်းနေတဲ့အချိန်မှာဘာသာဟာအစိမ့်ရှိတဲ့တစ်ပင်ကအစိမ့်ရေကိုယူက ုံနာရဲ့မျက်နှာပေါ်ပပြန်းလိုက်တာကြောင့်ပုံနာရဲ့မျက်နှာပေါ်မှာအနီဆက်တွေထွက်ပေါ်လာပြီးတော့မျက်လုံးတွေဟာလည်းမှုံဝါသွားခဲ့ပါတယ်။ဘာရာဟာသူပနာကစီချက်ချင်းသွားပြီးပုံနာကစိတ်ပြောင်းသွားပြီးအိမ်မှာပဲစောင့်နေရင်ကြံရစ်တော့မယ်လို့ပြောတဲ့အကြောင်းလိန်ညာပြောဆိုလိုက်ပြီးတော့သူမကနဂါပြည်သို့ခေါ်ဆောင်သွားဖို့အတွက် သူပနာကကိုတောင်းဆိုခဲ့ပါတယ်။သူပနာကလည်းပါရာပြောဆိုတာကိုယုံကြည်သွားတဲ့အတွက်ကြောင့်သူမကငကားပြီကိုခေါ်ဆောင်သွားခဲ့ပါတယ် နဂါပြည်ကိုရောက်တဲ့အချိန်မှာဘာတာဟာသူပနာဂါကိုမြူဆွေသွေးဆောင်ဖို့ကြိုးစားခဲ့ပေမယ့်သူပနာဂါကသူမကိုလစ်လျူရှုခဲ့တာကြောင့်ဘာတာဟာသူပနာဂါရဲ့နဂါဆွေမျိုးတွေနဲ့ဆက်ဆံတဲ့အခါမယုံမသိမလီမစားဆက်ဆံခဲ့လို့သူမကိုနဂါတွေကမနစ်သက်ခဲ့ကြပါဘူးသူပနာဂါဟာဖခင်နဂါမင်းချမ်ပူစိတ်ထံကနေလူသားအဖြစ်ထာဝရပြောင်းလဲနိုင်မယ့်ဤလန်ကိုမေးမြန်းခဲ့ပါတယ်ချမ်ပူစိတ်လေဒါဖြစ်တဲ့သူရဲ့ဆန္ဒပြင်းပြမှုကိုသိရှိသွားတဲ့အတွက်ကြောင့် အသေးစိတ်လမ်းညွှန်ချက်များပေးကလူပြည်ကိုယူဆောင်သွားဖို့ရွှေရံခွက်တစ်ခုနဲ့လိန်မောသည့်ကြလုံးကိုပေးအပ်ခဲ့ပါတယ်။သူပါနာကဟာဖခင်နဂါမင်းကြီးစီကသူတည်ကျင်နာကိုတိခဲရပြီးရဲ့နောက်မှာတော့ဖခင်ကြီးနဲ့နဂါဆွေမျိုးတွေကိုနှုတ်ဆက်ပြီးတော့လူပြည်ကိုပြန်လာခဲ့ပါတော့တယ်။အဲ့ဒီချိန်မှာပုံနာဟာအစိရေကြောင့်မျက်နှာပြင်တစ်ခုလုံးတန်ရာတွေရရှိပြီးတော့စပတ်ကြီးထဲမှာတယောက်တည်းငိုကြွေးနေခဲ့ပါတယ်။ ပုံနာရဲ့ငွေကြေးတန်ကိုကြာတိသွားတဲ့တပင်ဆောင်နဲ့ဖျားတပါဟာပုံနာကိုတနာညှတာပြီးရှင့်တကောင်ကိုစေလွန်လိုက်ကသူမရဲ့မျက်နှာပေါ်ကတန်ရာတွေကိုရှာနေရက်ပေးပြီးတော့တက်သားပြောက်ကင်းသွားစေခဲ့ပါတယ်။မျက်နှာပေါ်ကတန်ရာတွေပြောက်ကင်းသွားတဲ့အတွက်ကြောင့်စံကြီးထဲကထွက်လာခဲ့တဲ့ပုံနာဟာသူပါနာကနဲ့ပါရာတို့နှစ်ယောက်ငကားပြီကပြန်လဲရောက်ရှိတာကိုတွေ့မြင်လိုက်ရပါတယ်။ ပုံနာဟာဘာရာကသူ့အမယင်းဖြစ်တာကြောင့်ဘာရာထိခိုက်နေနာစေနိုင်တဲ့အကြောင်းတွေကိုဘသူကမှပြောမပြပေးနဲ့ခွန်လွတ်ခဲ့ပါတယ်။ဒါပေမဲ့ဘာရာကပုံနာမှာဘာထိခိုက်မှုမှမရှိတာကိုမြင်တွေ့သွားတဲ့အခါသူမရဲ့မကောင်းတဲ့လူရဲ့တွေကိုပုံနာဖော်ထုတ်လိုက်မှကိုစိုးရိမ်နေခဲ့ပါတယ်။ဒါကြောင့်ဘာရာဟာသူ့ပါနာကရဲ့ပုံနာတို့နဲ့မဆုံတွေ့မိအောင်ရှောင်ရှားနေခဲ့ပြီးတော့သူ့ပါနာကရဲ့ဇနီးဖြစ်ဖို့ကြိုးစားနေတဲ့သူမရဲ့စိတ်ကူးအကျဉ်းစီကိုလည်းဆွန့်လွတ်လိုက်ပါတော့တယ်။ ုပနာကဟာနဂါပြည်ကလူပြည်ကို ပြန်ရောက်လာတဲ့အခါမှာထာဝရလူသားဖြစ်စေဖို့ထုံတန်းအစဉ်လာအစည်းအဝေးတွေကိုစတင်ခဲ့ပါတယ်။သူပနာကဟာမြေခုနှစ်တေကရေတွေနဲ့ရေရင်းခုနှစ်တေကရေတွေကို စုဆောင်ပြီးတော့ရွှေရောင်ခွက်ထဲကိုထည့်သွင်းလိုက်ကမြေကမ်းတစ်ဘေးကိုသွားပြီးတော့နဂါအေးခွန်ကိုရွှေရောင်ခွက်ထဲထဲကခမီးတော်နဂါမင်းကြီးတင်ပေးလိုက်တဲ့မန်တန်ခုနှစ်ပုတ်ကိုရွတ်ဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူခန္ဓာကိုတစ်ခုလုံးကိုမနန်ရီရီပပြန်းလိုက်ပြီးတော့ရွှေရောင်ခွက်ကိုမြစ်ထဲမြောက်လိုက်ကလူသားအဖြစ်ထာဝရပြောင်းလဲလိုက်ပါတော့တယ်။ဒါပေမဲ့ပြက္ခနာအနေငယ်ရှိသွားတာကရွှေရောင်ခွက်ဟာမြေကြီးအတိုင်းမျောပါသွားပြီးတတိကြီးအိမ်ရှိကရေစိတ်ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်မှာ ပုံနာဟာမြစ်စိမ်မှာရေချိုးနေရင်မျောပါလာတဲ့ရွှေရောင်ခွက်ကိုစူးစမ်းလိုတဲ့စိတ်နဲ့ကင်ကြီးမိလိုက်တာကြောင့်သူမဟာငကားတကောင်အဖြစ်ချက်ချင်းပြောင်းလဲသွားပြီး မြေရီထဲမှာကျုံလန့်တကြနဲ့လူလွန့်လှုပ်ရှားနေခဲ့ပါတယ်ထုံတဲ့အစင်လာအစီရင်တွေ PC အောင်မြင်သွားလို့အိမ်ကိုပြန်လာခဲ့တဲ့သူပါနာကဟာအိမ်ကိုပြန်ရောက်တဲ့အခါမှာပုံနာကငကားတကောင်ဖြစ်ပြောင်းသွားတာကိုသိလိုက်ပြီးတော့အလွန်ကုန်မှထိတ်လန့်သွားခဲ့ပါတယ်ကံကောင်းထောက်မှစွာနဲ့ပဲသူစီမှာအနေငယ်တန်းရှိနေတဲ့မန်ဒန်ရှိကိုငကားဖြစ်နေတဲ့ပုံနာကိုဘောကိုပတ်ပြန်လိုက်ပြီးတော့ငကားရေခွန်ကိုချွတ်ယူကရွှေရောင်ခွက်ထဲထည့်ပြီးမြစ်ထဲကိုမြှောက်ပြစ်လိုက်ပါတော့တယ် ဲ့ဒီချိန်ကစပြီးအဲ့ဒီရွှေရောင်ခွက်ကိုဖေတော်ခါမှပြန်မတွေ့ရတော့ပါဘူးတဲ့။သူပါနာကလည်းလူအဖြစ်ကိုအပြည့်အဝပြောင်းလဲသွားပြီးတော့ဇနီးတေပုံနာနဲ့အတူပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ပါတယ်။သူတို့ဇနီးမောင်နဲ့နှစ်ယောက်ဟာအလူအတန်းကုသိုလ်ကောင်းမှုတွေဆက်လက်ပြုလုပ်ပြီးတော့ရွာသူရွာသားများနဲ့အတူချစ်ခင်ရင်းနှီးစွာနဲ့နေထိုင်ခဲ့ကြပါတယ်။ဘာရာအကြောင်းပြန်ဆက်တတ်ရအောင်ပါ။ဘာရာဟာသူပါနာကရဲ့ဇနီးဖြစ်ဖို့အကြံစီကိုဆွံ့လွတ်ခဲ့ပေမယ့် နဂါးတကောင်နဲ့လက်ထပ်ပြီးနဂါးရဲ့ဇနီးလှုပ်ခြင်းနဲ့တမတ်မှုစိတ်ကူးကိုတော့မစွန့်လွတ်နိုင်ခဲ့ပါဘူး။ဘာရာဟာနဂါးတကောင်ကိုရှာဖွေဖို့တယောက်တည်းတော်ရဲကိုဝင်ရောက်သွားခဲ့ပါတယ်။ဘာရာဟာမြေကမ်းတစ်လျှောက်လမ်းလျှောက်သွားရင်းနဲ့တဏီယာအယောက်မှာပရုတ်ပင်ကြီးပေါ်မှာခွေနေတဲ့မွေတန်နာကြီးတကောင်ကိုတွေ့မြင်လိုက်ရပါတယ်။မွေကြီးရဲ့ကြီးမားတဲ့အရွယ်အစားကြောင့်ဘာရာဟာမွေကြီးကိုနဂါးလိုထင်မှတ်သွားပြီးနဂါးဟာလူအဖြစ်အသွင်ပြောင်းနိုင်လောက်တယ်လို့ယုံကြည်နေခဲ့ပါတယ်။ ပါရာဟမွေတနာကြီးစီကိုတွားပြီးမွေကြီးရဲ့လေပင်ကိုကျိုးနေချီနှောင်းကအိမ်ကိုခေါ်ဆောင်ခဲ့လိုက်ပါတယ်။မွေတနာကြီးဟာမကြသေးခင်ကမှအစာစားထားလို့ပိုက်ပြင်းနေတဲ့အတွက်ကြောင့်ဘသူကမှအန်ဂျီမပြူပိဘာရာခေါ်ဆောင်ရနောက်ကိုလိုက်ပါလာခဲ့ပါတယ်။အိမ်ကိုရောက်လာတဲ့အခါမှာတော့ဘာရာဟမွေတနာကြီးကိုသူမိဘတွေနဲ့မိတ်ဆက်ပေးလိုက်ပြီးတော့သူကိုမွေကြီးနဲ့ပေးစားဖို့အတွက်တောင်းဆိုလိုက်ပါတယ်။တတိကြီးနဲ့တတိမကြီးတို့ကလည်း ဝေဒနာကြီးကုန်သူပနာကလို့ငကားဖြစ်လိမ့်မယ်လို့အထင်မှားပြီးမွေကြီးနဲ့ဘာရာရုတ်ကိုသဘောတူကမင်္ဂလာပွဲကိုကျင်းပပေးခဲ့ပါရယ်ရပောင်းမြောင်စွာကြာလာခဲ့ပေမယ့်မွေကြီးဟောင်းစားထားတဲ့အစာရီများနေခဲ့လို့အစာမကြေသေးတဲ့အတွက်ကြောင့်ဘိုက်မစားသေးပဲဘာရာနဲ့အတူပေးကင်းစွာအိတ်ဆက်နေခဲ့ပါရယ်ဒါပေမယ့်တညာအရောက်မှာတော့မွေတနာကြီးဟောင်းဆာလောင်လာတဲ့အတွက်ကြောင့် ဘာရာရဲ့ခန္ဓာကိုယ်ကိုသူမျိုးနိုင်မမျိုးနိုင်သိခြင်းလို့စံတက်တဲ့အနေနဲ့ဘာရာရဲ့ခန္ဓာကိုယ်ကိုစတင်ရစ်ပတ်လိုက်ပါတော့တယ်။မွေကြီးကသူ့ခန္ဓာကိုယ်ကိုရစ်ပတ်နေတာကိုဘာရာကသူ့မကိုချစ်လို့ကြည်စားနေတယ်လို့ထင်မှတ်ပြီးရီမောနေခဲ့ပါတယ်။အနီအနာကအခန်းမှာအိဆက်နေကြတဲ့တတိကြီးလီမယားကလည်းသူတို့ရဲ့သမီးပျော်ရွှင်နေတာကိုကြားရပြီးတော့ရီမောနေခဲ့ကြပါတယ်။ဒါပေမဲ့တခဏအတွင်းမှာပဲမွေတနာကြီးဟာဘာရာရဲ့ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်ဖြစ်ညစ်လိုက်တာကြောင့်ဘာရာရဲ့ခန္ဓာကိုယ်ကအယူရီကျိုးကျေသွားပြီးတော့နာကျင်မှုကိုစတင်ခံစားခဲ့ရပါတယ်။ဘာရာဟာသူမိဘာရီကို အကူအညီလှမ်းတောင်းဝေမိတထေကြီးလင်မယားကဒါဟာအိမ်ထောင်ဦးဆောင်တွေတွေဖြစ်လိဖြစ်တာရှိတဲ့ကိစ္စပဲလို့တွေးထင်လိုက်ကြပြီးသူတို့ရဲ့သမီးအတန်ကိုမကြဟန်ဆောင်ကလှစ်လျူရှုနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဘာရာဟာမွေတနာကြီးရဲ့ဝါမျိုးချင်းကို ခံလိုက်ရပြီးတော့တေဆုံးသွားခဲ့ပါတော့တယ်။ အဲ့ဒီညရဲ့နောက်တနေ့မနက်မှာတထေးကြီးလေးမယားဟာတမန်ဖြစ်သူလူသားအဖြစ်ပြောင်းလဲသွားပြီလားဟူသိချင်းကြလို့အခန်းဝကနေစိတ်လုံရှောင်စွာစောင့်မျှော်နေခဲ့ကြပါတယ်။ဒါပေမဲ့နေကင်းဘက်ရောက်တဲ့အထိဘာရာရုဇနီးမောင်နဲ့အခန်းပြင်ထွက်မလာတဲ့အခါတထေးကြီးလေးမယားလည်းအခန်းထဲကိုဝင်ကြည့်ကြပါတော့တယ်။သူတို့အခန်းထဲကိုရောက်တဲ့အခါသူသမီးအိမ်ရောင်ပေါ်မှာဝမ်းပိုက်ကြီးပြစ်ဖောင်းနေတဲ့မွေတနာကြီးတစ်ကောင်ကိုပဲတွေ့လိုက်ကြရပါတယ်။တထေးကြီးလေးမယားလည်း ူတို့သမီးကိုမတွေ့ရဘဲဖိုင်ကြီးဖောင်ကားနေရင်မွေတနာကြီးကိုသာတွေ့လိုက်ရတဲ့အတွက်ကြောင့်ထိတ်လန့်သွားကြပြီးချက်ချင်းတားရီယူဆောင်ကမွေတနာကြီးကိုတက်ဖြတ်လိုက်ကြပြီးတော့မွေကြီးရဲ့ဝမ်ပိုက်ကိုပါခွဲထုတ်ကြည့်လိုက်တဲ့အခါသူတို့ရဲ့သမီးဖြစ်သူဘာရာရဲ့ရုပ်အလောင်းကို တွေ့ရှိလိုက်ရပါတော့တယ်။တထေးကြီးလင်မရလေအလွန်အမင်းပူဆွေးဝန်းနေကငိုကြွေးမြည်တမ်းခဲ့ကြပါတယ်။သူတို့ရဲ့မရင်ကျက်မှုကြောင့်မွေတနာကိုငကားထင်မှတ်မိခဲ့ကြတဲ့အမှားကြောင့် တမီးဖြစ်တဲ့သူကိုဆုံးချုံရခြင်းဖြစ်တယ်ဆိုပြီးတော့ယူကျုံမရဖြစ်ကနောင်တရနေခဲ့ကြပါတယ်တတိကြီးလေမယားဟာပါရာအတွက်သာဗနာအခမ်းအနားကျင်းပပြီးသူမကောင်းရာသူကတိကိုရောက်စေဖို့အတွက်ဆူတောင်းပေးခင်ကြပါတယ်အဲ့လိုအဖြစ်ပြက်တွေဖြစ်ပြက်ပြီးသွားတဲ့နောက်မှာတော့ပြည်တန်နာကမျိုးဟာအေဂျင့်တာယာသွားပြီးတော့ဘာပြဿနာမှထမှန်ပေါ်ပေါက်ခဲ့ခြင်းမရှိတော့ပါဘူးတနေ့မှာတော့ငကားပြီကချမ်းပူစိတ်ငကားမင်းဟာတားတော်သူပါနာကကိုလမ်းဆွတန်တန်စိတ်ဖြစ်လာပြီးတော့ သားတော်ရဲ့ဉာဏ်ပညာနဲ့ကောင်းမှုကုသိုလ်တွေကိုမြင့်တင်ပေးလိုတဲ့စိတ်ဆန္ဒဖြစ်ပေါ်လာခဲ့တဲ့အတွက်ကြောင့်လူသားအဖြစ်ပြောင်းလဲလိုက်ပြီးတော့ပြည်တန်နာကမျိုးရဲ့နဂါမင်းထံကိုသွားရောက်ခဲ့ပါတယ်။လူအသွင်ပြောင်းထားတဲ့ရှမ်ပူစိတ်နဂါမင်းဟာမျိုးစားမင်းကိုနဂါပြည်ကပဟေဒီစင်တစ်ခုကိုပေးအပ်ပြီးတော့ခုနှစ်ရက်အတွင်းမှာဖြည့်ရှင်ဖို့အတွက်တောင်းဝန်ပေးအပ်ခဲ့ပါတယ်။အကယ်၍မျိုးစားမင်းဟာဒီပဟေဒီတွေကိုဖြည့်ရှင်နိုင်ခဲ့မယ်ဆိုရင်တော့ရွှေအမြောင်အများရှိမြင့်ခံရမှာဖြစ်ပြီး ။ပဟေရီတွေကိုမဖြည့်ချင်းနိုင်ခဲ့ဘူးဆိုရင်တော့နဂါပြည်ကနဂေါစစ်တပ်တွေနဲ့ပြည်တန်နာကမျိုးကိုတိုက်ခိုက်မယ်လို့တတိပေးခဲ့ပါရယ်။မြူစာမီဟာပဟေရီတွေကိုလက်ခံရရှိပြီးရနဲ့မြို့တွင်းမှာရှိတဲ့ပညာရှိတွေကိုစူးစီးကောင်းထူးဆန်းတဲ့ပဟေရီတွေကိုဖြည့်ချင်းအဖြေရှောင်ဖို့ကြိုးစားခဲ့ပေမယ့်ဒီပဟေရီတွေဟာနဂါတွေသာဖြည့်ဆိုးနိုင်တဲ့ပဟေရီတွေဖြစ်နေရကြောင်းဘယ်လူသားပညာရှိကမှဖြည့်ဆိုးနိုင်ကြခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်မျိုးစာမင်းဟာသူအုပ်ချုပ်တဲ့မြို့တော်တဝန်းကိုကြီးညာချက်ထုတ်ပြန်ကပဟေရီ12ခုကိုဖြည့်ရှင်းနိုင်တဲ့သူကိုရှာဖွေခဲ့ပေမယ့်6ရက်မြောက်တဲ့နေ့အထိဖြည့်ရှင်းနိုင်တဲ့သူကမပေါ်ခဲ့ဘူးဖြစ်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲသူပနာကဟာအဲဒီပဟေရီ12ခုအကြောင်းကို ကြားသိရလိုက်ပြီးအဖြေတွေကိုချက်ချင်းတီးခဲ့ပါတယ်။ဂျီတန်နာကမျိုးငြိမ်းချမ်းစေဖို့အတွက်သူပနာကဟာနန်းတော်သူသွားရောက်ပြီးတော့မျိုးစာကြီးအတွက် ပဟေရီဆက်နှစ်ခုရဲ့အဖြေတွေကိုဖြည့်ပေးမယ်ဆိုပြီးရှောက်တင်ခဲ့ပါတယ်။ရှေးရမြောင်နေ့မှာရှမ်ပူစိန်ငကမင်းဟာသူ့ရဲ့ငကစစ်တီတွေကိုလူအဖြစ်ပြောင်းလဲလိုက်ပြီးအလုံးအရှင်အားလုံးနဲ့ပြည်တန်နာကမြို့ကိုရောက်ရှိလာကပဟေရီတွေရဲ့အဖြေကိုတောင်းခံခဲ့ပါတယ်။ဖခင်နဲ့တာမျက်နှာချင်းဆိုင်ဆုံတွေ့ခဲ့ကြပေမဲ့လူအများကြီးရှေ့မှာတယောက်ကိုတယောက်မသိချင်အောင်ဆောင်နေခဲ့ကြပြီးတော့ သူပနာကဟာမြို့သားမင်းနဲ့ချမ်ဖူးစိတ်နှကောင်းမင်းတို့ကိုပဟေတိ12ခုရဲ့အဖြေတွေကိုတခုချင်းစီရှင်းပြခဲ့ပါတယ်။ပဟေတိ12ခုစလုံးရဲ့အဖြေမှန်များကိုသိကျင်ကြားကျင်ကြားလို့စောင့်မျှော်နာထောင်နေခဲ့ကြတဲ့လူတွေအားလုံးဟာသူပနာကဖြေဆိုတဲ့အဖြေမှန်တွေကိုကြားသိကြရတဲ့အခါမှာတော့အလွန်ကိုဝမ်းသာသွားကြပြီးတော့စစ်ပွဲကြီးတစ်ခုဖြစ်မှာကိုစိုးရိမ်နေကြတဲ့မြို့သူမြို့သားအားလုံးဟာစိတ်အေးငြိမ်ချမ်းသွားကြပါတော့တယ်။ချမ်ဖူးစိတ်နှကမင်းဟာသူပနာကဖြေဆိုတဲ့ ကျင်းနေဖွယ်အပြင်းမန်းတွေကိုကြာတိပြီးရဲ့နောက်မှာတော့မြူစာမင်းကိုရွှေအမြောင်အများပေးရကသူ့စစ်တပ်ကိုပြန်ခေါ်ပြီးနှကားဖြီကိုပြန်လဲထွက်ခွာသွားခဲ့ပါတော့တယ်။မြူစာမင်းဟာသူပါနာကရဲ့ညံရီထက်မြတ်မှုနဲ့ရင်းစံတတိကိုအလွန်သဘောကျသွားခဲ့တာကြောင့်အသက်အရွယ်ဦးမင်းလာပြီးဖြစ်တဲ့သူကိုစားပြည်တနာကမြို့ကိုသူပါနာကအဆက်လက်အုပ်ချုပ်ရန်တင်လျော်သူအဖြစ် ယူဆခဲ့ပါတယ်။ ဒါကြောင့်ပဲမြူစာကြီးဟာသူပါနာကနေပုံနာတို့ဇနီးမောင်နှံကိုနန်းတော်ကိုလာခဲ့ဖို့ဖိတ်ကြားခဲ့ပြီးရောသူတို့ဇနီးမောင်နှံကိုပြည်တန်နာကမြို့ရဲ့ဘရင်နဲ့မိဖုရားအဖြစ်ခန့်အပ်ခဲ့ပါတယ်။အဲဒီချိန်ကစပြီးသူပါနာကနဲ့ပုံနာတို့ဟာဒါတာရာဇာဓမ္မဆေဘာနဲ့အညီပြည်တန်နာကမြို့ကိုအေချမ်းတရားစွာနဲ့ငိမ့်ငိမ့်ချမ်းချမ်းဖြစ်အောင်အုပ်ချုပ်ခဲ့ပါတယ်။ဘရင်သူပနာကနေမိဖုရားပုံနာတို့ဟာကောင်းမှုကုသိုလ်တွေဆက်လက်ပြုလုပ်ကြပြီးရော မြို့သူမြို့သားများကိုပျော်ရွှင်မှုနဲ့တာယာဝါပြောမှုတွေကိုသာရရှိစေခဲ့ပါတယ်။သူတို့ဇနီးမောင်နှံရဲ့အုံရှုံမှုအောက်မှာပြည်တန်နာကမြို့ကြီးဟာဆက်လက်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်လို့အေးချမ်းတာယာမှုကိုလည်းထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။ဒီအကြောင်းအရာကတော့သူပနာကစာရကဆက်တော်ဇလန်းအကြောင်းအရာလေးပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးဟာကောင်းမှုကုသိုလ်နဲ့ကံကြမ္မာရဲ့အကျိုးဆက်များအကြောင်းကိုသင်ခန်းစာပေးတဲ့ဗုဒ္ဓဘာသာရဲ့ဆက်တော်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ အချို့အချို့သောနေရာလေးတွေမှာမမှန်ကန်မှုရှုံရင်းမှုများရှိခဲ့ပါကကျမတို့အဖွဲ့သားတွေရဲ့အားနည်းချက်ပဲဖြစ်တာကြောင့်မို့လို့ရိုသေလေးစားစွာနဲ့တောင်းပန်အပ်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့လက်ဝေပေးချဖို့ကိုလည်းတောင်းဆိုပါရစေရှင်။နောက်ထပ်ဘလူးဇလန်းမျိုးတွေကိုထပ်မံပြီးနားထောင်လို့တလဲဆိုတာကိုလည်းကွန်မန့်လေးမှာရေးသားပေးခဲ့ကြပါအောင်နော်။